MM Viral News and Knowledge ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့တည်င်းတပုတ်ကိုတင်ဆက်ပေးသွားမှာပဲ Israel နဲ့ Iran စစ်ပွဲတဲ့ကို American ပါဝင်လာပြီဆိုတဲ့ခေါင်းစဉ်ကိုပေးထားပါတယ်21ရက်နေ့ဂျွန်လ2025အနင်းကနွေနေ့မနေ့မှာ American စစ်တပ်ကဟာ Iran နိုင်ငံထဲကနေရာ၃ခုကိုမနေ့စောပိုင်းမှာတိုက်ခိုက်ခဲ့ပါတယ်ဒါဟာ Israel ရဲ့ Iran Nuclear အစီအစဉ်ကိုဖျက်ဆီးဖို့ရည်ရွယ်တဲ့စစ်ပွဲတဲ့ကို American ကတိုက်ရိုက်ပါဝင်လာတာဖြစ်ပြီးနှစ်ရှည်လာများရံပြဖြစ်တဲ့ Iran ကို အားနည်းအောင်လုပ်ဖို့စွန့်စားတဲ့လုပ်ရက်တစ်ခုလည်းဖြစ်ပါတယ်အီရန်ကလက်တွန့်ပြန်မယ်လို့ချိန်ချောက်ထားတာကြောင့်ဒီသအတွင်းမှာပရိပကတ်ပုံမှုကျေပြန့်လာနိုင်တဲ့အခြေအနေမှာဒီတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာပါသမ္မတဒေါ်နယ်ထရမ့်ကအီရန်ရဲ့အဓိကနျူကလ িয়ার နေရာတွေကိုလုံးဝအုပ်သုံးဖြစ်စေပစ်လိုက်ပြီလို့ပြောခဲ့ပါတယ်။လက်တုံပြန်တိုက်ခိုက်မှုတွေမပြုတ်လို့ဘူးလေ။အီရန်ကိုတတိပေးခဲ့ပါတယ်။အမေရိကန်နေနဲ့ပုံမှုများပြားတဲ့ပြစ်မှတ်တွေကိုတိကျမှန်ကန်မှုနဲ့မြန်ဆန်မှုကျွမ်းကျင်မှုတွေနဲ့ပူးပေါင်းပြီးတော့ထပ်မံတိုက်ခိုက်နိုင်တယ်လို့ဆိုပါတယ်။ ငင်းချမ်းရေးရမယ်ဒါမှမဟုတ်ရင်အီရန်အတွက်ကြည်ကွဲစရာတွေဖြစ်လာမယ်ပြီးခဲ့တဲ့ရှိရအတွင်းမှာကျွန်တော်တို့မင်တွေးခဲ့ရတာထက်အများကြီးပိုဆိုးမယ်လို့ထရမ့်ကအင်ဖီရိုကနေနိုင်ငံကိုမင်ခွန်းပြောကြရမှာထက်သွင်းပြောဆိုတာပဲဖြစ်ပါတယ်အီရန်အနုမျိုးစွမ်းအားအဖွဲ့ဖြစ်တဲ့ Atomic Energy Organization of Iran ကလည်းပဲသူတို့ရဲ့ Fardu Isfahan နဲ့ Natanz နေရာတွေမှာထိခိုက်မှုတွေတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြောင်း အတီဘုတ်ခဲ့ပေမဲ့လည်းသူတို့ရဲ့လုပ်ငန်းတွေရပ်တန့်မှာမဟုတ်ဘူးလို့အခိုင်အမာပြောကြားခဲ့ပြန်ပါဒီစစ်ပွဲမှာအမေရိကန်ကထက်ရိုက်ပါဝင်မှုအဆုံးဖြတ်ခဲ့တာဟာအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ထူးစစ်သုံးဒုံးကျည်စွမ်းရည်တွေကိုစနစ်တကျချီမုံမှုနျူကလ িয়ার ယူရေနီယမ်ကျွဲဝမှုစစ်ရုံတွေကိုထိခိုက်စေဖို့ရည်ရွယ်ပြီးတော့အစ္စရေးကအီရန်ကိုတပတ်တော်ကြာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။ဒါမဲ့အမေရိကန်ရဲ့စစ်ရေးတာဝန်ရှိသူတွေကတော့အမေရိကန်ရဲ့ရေဒါလိုက်ဖမ်းမမိတဲ့ B2 စစ်လေရင်တွေနဲ့သူတို့ပဲတဲဆောင်နိုင်တဲ့ပေါင်တုံးတုံးအလေးချိန်ရှိတဲ့မီအောက်ခံတိုက်ဖြတ်ဘုံတွေဟာအီရန်နျူကလ িয়ার အစီအစဉ်နဲ့ဆက်ဆက်ပြီးတော့မီအောက်အနက်နဲ့မှာမြုပ်နှံထားတဲ့အခိုင်မှာတိစောက်ထားတဲ့နေရာတွေကိုဖျက်ဆီးဖို့အကောင်ဆုံးအခွင့်အလမ်းကိုပေးနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်ရဲ့အီရန်တိုက်ခိုက်မှုအနေနဲ့ရှိတဲ့ဆုံးဖြတ်ချက်နဲ့နောက်ဆက်သွဲအခြေအနေများအမေရိကန်ပြည်ထောင်စုကအီရန်ကိုစီးအယဝင်ရောက်တိုက်ခိုက်ခြင်းဟာအလွန်အန္တရာယ်များတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့အီရန်ကအမေရိကန်အနေနဲ့အစ္စရေးနဲ့တိုက်ခိုက်မှုမှာပါဝင်လာရင်လက်တုံ့ပြမယ်လို့ကြုံဝါထားပြီးဖြစ်ပါတယ်။သမ္မတထရမ့်ကိုယ်တိုင်အတွက်လည်းဒီဆုံးဖြစ်ချက်ဟာအရေးပါနေပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာအမေရိကန်ကိုကုန်ကြစိတ်များတဲ့နိုင်ငံခြားပြည်ပခန့်တွေကနေကင်းဝေးအောင်လုပ်မယ်ဆိုရက်သူ့ရဲ့ဂတိနဲ့သမ္မတဖြစ်လာခဲ့တဲ့သူဖြစ်ပြီးတော့အမေရိကန်ရဲ့စီးရေးဝင်ရောက်စုဖက်မှုရဲ့တန်ဖိုးကိုပယ်ကျခဲ့ဖို့တဲ့သူလည်းဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကကမ္ဘာကုလသမဂ္ဂနဲ့နိုင်ငံတကာတုံ့ပြန်မှုများ ကုလသမဂ္ဂအတွင်းမှုချုပ်အန်တီနီယိုဂူဒရက်စ်ကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကအာဏာရဲ့ရှိတဲ့တူမြင့်မှုအပေါ်မှာပြင်းထန်စွာစိုးရိမ်ပူပန်မိတယ်လို့ပြောကြခဲ့ပါတယ်။ဒီပရိပကဟာလင်းမြန်စွာထိန်းချုပ်မရဖြစ်သွားနိုင်ခြင်းရှိပြီးတော့အာဏာရဲ့မြင့်တက်လာနေပါတယ်။ဒါဟာအယက်သားတွေဒေသအတွင်းနဲ့ကမ္ဘာအတွက်အကြီးအကျယ်စိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်လို့သူကထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။ထရမ့်ရဲ့သဘောထားနဲ့အီရန်ရဲ့ချိန်ချမှုများထရမ့်ကတည်င်းတော်တွေကိုတောက်ချန်ကြီးကပြောကြားရမှာအီရန်ကို ကြီးတက်စေလို့ဖို့စိတ်မဝင်စားဘူးလို့ဆိုခဲ့ပြီးတော့ဒါဟာမလောက်ချင်ဆုံးအရာပဲလို့လည်းပြောကြခဲ့ပါတယ်။သူဟာနောက်ဆုံးဆုံးဖြတ်ချက်ကိုနှစ်ပတ်တွင်းမှာချမယ်လို့လည်းရခင်ကပြောထားခဲ့ပူပါတယ်။အီရန်ရဲ့ဘာသာရေးခေါင်းဆောင်အယာဒူလာအလီခါမီနီကလည်းဘုဒ္ဓဟူနီကအမေရိကန်ကိုတတိပေးခဲ့ရမှာအစ္စလာမစ်သမရနိုင်ငံကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေဟာသူတို့အတွက်ပြန်လည်ပြင်ဆင်လို့မရတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေလိမ့်မယ်လို့ပြောခဲ့ပါတယ်။အီရန်နိုင်ငံသားကြီးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ်စမီလ်ဘာဂါယကလည်းမီဒီအမေရိကန်စစ်ရေးဝင်ရောက်စစ်ဖြစ်မှုမဆိုးတိတအတွင်းမှာအပြစ်ဝစစ်ဖြစ်ပွားဖို့တွန်းအားချက်ဖြစ်လိမ့်မယ်လို့ကြေညာခဲ့ပါတယ်ထရမ့်ဟာအီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်ပေးမှာမဟုတ်ဘူးလို့ကတိပြုထားပြီးပြီအစပိုင်းမှာတော့အင်အားသုံးမယ်ဆိုတဲ့ချိန်ချမှုကနေတစင်အီရန်ခေါင်းဆောင်တွေကိုသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကိုငြိမ်းချမ်းစွာဆွတ်လွတ်ဖို့ဆွဲဆောင်လာနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ပါတယ် စစ်ပွဲကျဲပြတ်လာနိုင်ချီအစ္စရေးစစ်တပ်ကစနေနေ့မှာကြာရှည်တဲ့စစ်ပွဲဖြစ်နိုင်ချီအတွက်ပြင်ဆင်နေတယ်လို့ပြောခဲ့ပြီးအမေရိကန်ရဲ့တိုက်ခိုက်မှုမတိုင်ခင်အီရန်နိုင်ငံသားရဲ့ဝန်ကြီးကအမေရိကန်ရဲ့အစ်အီးပါဝင်ပတ်သက်မှုဟာလူတိုင်းအတွက်အလွန်အမင်းအာဏာရများလိမ့်မယ်လို့တတိပေးခဲ့ပါတယ်စစ်ပွဲပုံမှုကျဲပြတ်လာနိုင်ချီဟာ ပေါ်ပေါက်လာခဲ့ပါတယ်။အီရန်ကြောထောက်နောက်ခံပြုတ်ဟူတီသဘုံတွေကထရမ့်အစိုးရကအစ္စရေးရဲ့စစ်ရေးလှုပ်ရှားမှုမှာပူးပေါင်းပါဝင်လာရင်ပင်လယ်နီမှာရှိတဲ့အမေရိကန်သင်္ဘောတွေကိုတိုက်ခိုက်မှုတွေပြန်လည်စတင်မယ်လို့ပြောကြားခဲ့ပါတယ်။ဟူတီတွေကအမေရိကန်နဲ့သဘောတူညီမှုအရမေလမှာအဲ့လိုတိုက်ခိုက်မှုတွေကိုရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။ ဣသရေလဆိုင်ရာအမေရိကန်တန်အမတ်ကြီးကအမေရိကန်ဟာအကူအညီပေးတဲ့ထွက်ခွာပြန်သားမှုတွေစတင်ခဲ့ပြီလို့ကြေညာခဲ့ပါတယ်။ဒါဟာ2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကဟာမတ်ဦးဆောင်တဲ့တိုက်ခိုက်မှုနဲ့ဂါဇာမှာဖြစ်ပွားခဲ့ပြီးနောက်မှာဣသရေလကနေပထမဆုံးအကြိမ်ထွက်ခွာပြန်သားမှုတွေဖြစ်ပါတယ်။ထရမ့်ရဲ့ဆုံးဖြတ်ချက်နဲ့နောက်ွယ်ကအကြောင်းရင်းများအင်ပီရိုတည်င်းထုတ်ပြန်ရေးအတွင်းဝင် ကာရိုလိုင်းလီဗစ်ကဂျာတပလီနေ့မှာထရမ့်ဟာနှစ်ပတ်အတွင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချဖို့စီစဉ်ထားတယ်လို့ပြောခဲ့ပါတယ်။ဒါမဲ့သူကနေ့အကြာမှာပဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထရမ့်ဟာအစ္စရဲလ်တောင်ရှိသူတွေနဲ့ရီပပလီကန်လွှတ်တော်အမတ်များစွာရဲ့တိုက်တွန်းမှုအရအစ္စရဲလ်ရဲ့စစ်စင်ရေးကအနေမျိုးကိုပြင်ဆင်ပေးခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုအပြေးတိုင်ရက်ဆိုင်ဖြစ်မှုမကြုံစဘူးအခွင့်လန်းလို့ ဖန်တီးပြီးခဲ့တာတို့တွက်ဆခဲ့ကြပုံရပါတယ်။ Israel တွေကသူတို့ရဲ့ထူးစစ်ကအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးစေပြီးဖြစ်လို့အီရန်ရဲ့နျူကလ িয়ার နေရာတွေများစွာကိုတိတိတသားထိခိုက်ပျက်စီးအောင်လုပ်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ဒါမဲ့ဖာတူနျူကလ িয়ার လောင်စာဆီကြော်ဝါမှုစစ်ရုံကိုဖျက်ဆီးဖို့အတွက် Israel က Trump ကို GBU 57 massive ordnance penetrator လို့ခေါ်တဲ့မြောက်ခံတိုက်ဖြတ် American ဘုံးကိုအသုံးပြုဖို့တောင်းဆိုခဲ့ပါတယ်။ဒီဘုံးဟာသူတို့ရဲ့အလေးချိန်နဲ့ ရွိလျာအားတက်တက်ကိုအသုံးပြုပြီးနှစ်နှစ်ရှာရှာမြုပ်နှံထားတဲ့ပြစ်မှတ်တွေကိုရောက်ရှိအောင်လုပ်ပြီးတော့ပောက်ကွဲစီမှာဖြစ်ပါတယ်ဒီဘုံကို B2 Steel Bomber လေယာဉ်ကသာတဲဆောင်နိုင်ပြီးတော့ American စစ်တိုက်ခိုက်ရေးလက်နက်တိုက်မှာသာတွေ့ရှိနိုင်ပါတယ်ဒီတိုက်ခိုက်မှုမှာအသုံးပြုထက်မယ်ဆိုလို့ရှိရင်ဒါဟာဒီလက်နက်ကိုစစ်ပွဲမှာပထမအဆုံးအကျင့်အသုံးပြုခြင်းဖြစ်ပါလိမ့်မယ်ဒီဘုံမှာယူယူခေါင်းစုပါရှိပြီးတော့မီအောက်ပီနေရာ67မီတာအခန့်ကိုဖောက်ထွင်းရောက်ရှိနိုင်ပြီး ောက်ကွဲနိုင်တယ်လို့ယုံကြည်ရပါတယ်။ဘုံးတွေကိုတလုံးပြီးတလုံးကျဲချနိုင်ပြီးတစ်ကြိမ်ပောက်ကွဲတိုင်းပူမိုးနှစ်ရှိုင်းစွာထူးဖောက်ဝင်ရောက်နိုင်ပါတယ်။နိုင်ငံတကာအမှုမျိုးစွမ်းရင်အေဂျင်စီ IAEA ရဲ့ကအီရန်ဟာဖာရူမာအလွန်ကြွယ်ဝတဲ့ယူရေနီယံကိုထုတ်လုပ်နေတယ်လို့အတည်ပြုခဲ့ပြီး GBU 57 AB ဘုံကိုအဲ့ဒီစစ်ရုံကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့ရင်နျူကလ িয়ার ပစ္စည်းတွေပတ်ဝန်းကျင်ဒေသကိုထုတ်လွှင့်နိုင်ရည်ရှိတယ်လို့ပြောကြားခဲ့ပါတယ် IAEA ကယခင်ကအီရန်ရဲ့နောက်ထပ်နျူကလ িয়ার နေရာတစ်ခုဖြစ်တဲ့ Natanz မှာရှိတဲ့ Centrifuge နေရာကိုအရေးစရဲ့တိုက်ခိုက်မှုတွေကနေရာကိုယ်တိုင်မှာသာညံ့ညမ်းမှုတွေဖြစ်စေခဲ့ပြီးပတ်ဝန်းကျင်ဒေသမှာမဖြစ်စေခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။တာသမန်ကြီးကကြိုးပမ်းမှုနဲ့အစီအရေးပြောင်းရွှေ့မှုများ Trump ရဲ့ American စစ်တပ်ကတရရဲ့ဝင်ရောက်ဆွတ်ဖြစ်မှုဆုံးဖြတ်ချက်ဟာအီရန်ကိုနျူကလ িয়ার အစီအစဉ်ကိုထိန်းချုပ်ဖို့ဆွဲဆောင်ဖို့ရည်ရွယ်ပြီးအစစ်မြင့်တရရဲ့ဆွေးနွေးမှုတွေအပါအဝင် နလကြာမအောင်မြင်ခဲ့တဲ့တွန်းအားပြမှုတွေပြုတ်လုခဲ့ပြီးနောက်ပိုင်းမှာလုတ်ခဲ့တာပဲဖြစ်ပါတယ်။လာပေါင်းများစွာကြာအောင် Trump ကအီရန်ကိုနျူကလ িয়ার ရည်မှန်းချက်ကိုစွန့်လွတ်ဖို့ဆွဲဆောင်ဖို့တန်တမာရေးရာတွန်းအားပြမှုတွေကိုအလေးထားလုံဆောင်ခဲ့မယ်လို့ပြောခဲ့ပါတယ်။ပြီးတော့သူဟာနှစ်ကြိမ်တိုင်တိုင်အေဗီလာမှာတစ်ကြိမ်၊မေလာနောက်ပိုင်းမှာတစ်ကြိမ် နေတယာဟုကိုအီရန်အပေါ်စီအေအရေးယုံမှုတွေရက်ဆိုင်ထားပြီးတန်တမန်ကြီးရကို အချိန်ပိုပေးဖို့ဆွဲဆောင်ခဲ့ပါတယ်။အမေရိကန်ကမကြသေးမီကရက်တွေအတွင်းမှာအစ္စရေးရဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုအီရန်တိုက်ခိုက်မှုတွေကနီးကာကွယ်ဖို့အတွက်အရှိအလေပိုင်းနဲ့ပတ်ဝန်းကျင်ကိုစစ်လေရင်တွေနဲ့စစ်သင်းဘောတွေကိုရှစ်ပြောင်းနေရာချထားခဲ့ပါတယ်။ဒီအတော်ရင်းမှာပဲထရမ့်ဟာဒီအခိုက်အတန့်ဟာအီရန်အတွက်သဘောတူညီမှုရဖို့ ဒုတိယအခွင့်အရေးဖြစ်နိုင်တယ်လို့အများပြည်သူများရှိမှာမျော်လင့်ချက်ပေါ်ပြရာကနေခါမင်းတွေကိုပြတ်သားစွာချိန်ချောက်တာနဲ့တီဟရန်ကိုအချီနီမဲ့လက်နက်ချဖို့တောင်းဆိုတာတွေအတိပြောင်းလဲလာခဲ့ပါတယ်ကျွန်တော်တို့အမြင့်မြတ်ဆုံးခေါင်းဆောင်ဆိုသူဘယ်မှာပုံနေလဲဆိုတာတိကျသိတယ်လို့ထရမ့်က ူမို့ကိုရင်းစာမျက်နှာမှာရေးသားထားပါတယ်။သူဟာလွယ်ကူတဲ့ပြစ်မှတ်ပဲဒါမဲ့အဲ့ဒီမှာလုံခြုံနေတယ်။ကျွန်တော်တို့သူ့ကိုဖယ်ရှားမှာမဟုတ်ဘူး။အ ਨੇ ဆုံးတော့အခုချိန်မှာတော့မဟုတ်သေးပါဘူးလို့ရေးသားထားခြင်းပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Trump ရဲ့မူဝါဒနဲ့နောက်ခံအကြောင်းများ။ Iran နဲ့စစ်ရေးရင်ဆိုင်မှုဟာ Trump က2018ခုနှစ် Obama အစိုးရရဲ့သဘောတူညီချက်ကနေအမေရိကန်ကို note ထွက်ခဲ့ပြီးခုနှစ်နှစ်အကြာမှာဖြစ်ပေါ်လာခဲ့တာပါ။အဲ့ဒီသဘောတူညီချက်ကိုသူကအစိုးဆုံးသဘောတူညီချက်လို့ခေါ်ခဲ့ပါတယ်2015ခုနှစ် တဘောတူညီချက်ကိုအီရန်အမေရိကန်နဲ့တခြားကမ္ဘာအင်အားကြီးနိုင်ငံတွေကလက်မှတ်ရေးထိုးခဲ့ကြပြီးတော့စီးပွားရေးပိတ်ဆို့မှုတွေကဖယ်ရှားပေးခြင်းအတွက်အီရန်ရဲ့ယူရေနီယံကြွယ်ဝမှုကိုကန့်သတ်ထားတဲ့ရေရှည်ပြည့်စုံတဲ့နျူကလ িয়ার တဘောတူညီချက်တကူကိုဖန်တီးခဲ့တာပါ ရမ့်ကဥဘာမာခစ်ကသဘောတူညီချက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးတော့ဒီသဘောတူညီချက်ကအီရန်ရဲ့နျူကလ িয়ার မဟုတ်တဲ့စူးယုတ်တဲ့အပြုတ်မှုတွေကိုမပါဝင်လို့အီရန်ကိုအနှဲငယ်အတွက်အများကြီးကိုပြန်ပီးခဲ့တယ်လို့ပြောကြားခဲ့တာပါထရမ့်ဟာအချို့သောမေဂါ MAGA ထောက်ခံသူတွေဥပမာစီယူဆွဲဝါရီနိုင်ငံရေးတုံးသက်သူထရကာကာလ်ဆန်အပါဝင်သူကိုဝေဖန်မှုတွေကိုဒေါသထွက်ခဲ့ပါတယ်သူတို့ကအမေရိကန်ရဲ့ထက်မှန်ပါဝင်ပတ်သက်မှုဟာကုန်ကျစရိတ်များပြီးအဆုံးမရှိတဲ့စစ်ပွဲတွေမှာ အမေရိကန်ပါဝင်မှုကိုအဆုံးသတ်ဖို့သူ့ရဲ့ဂတိကြောင့်သူကိုထောက်ခံခဲ့တဲ့သူတွေကိုတစ္ဆာဖောက်ရရောက်လိမ့်မယ်လို့ကြံပြုတ်ခဲ့တာပဲဖြစ်ပါတယ်။အစ္စရယ်နဲ့အီရန်စစ်ပွဲမှာအမေရိကန်ကတရိပ်ပါဝင်တယ်ဆိုတဲ့သတင်းဒီမြတ်နဲ့ပြေဆုံးသွားပါပြီ။အားလုံးကျေးဇူးတင်ပါတယ်။နောက်လာမယ့်သတင်းတွေသတင်းဆောင်ပါတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ။